ုံးချင်းမြောက်ထတတ္တာဟတွင်ဘောဓိပင်မမြောက်ခွင်ဥဒရာစင်ကြံသာ၌လူလာတုံးခေါ့ကြွချီရှောက်၍ဘုံတော်ဖရာပျော်ဆံသာသည်တရားစင်ခြင်းလျက်ပေကို သုံးချင်းမြောက်ထတတ္တာဟတွင်ဘောဓိပင်မှမြောက်ခွင်းဥဒ္ဒရာစင်ကြံသာ၌လူလာတုံခေါ့ကြွချီလျောက်၍ဘုံတော်ဖရာပျော်ဆောင်သာသည်တရားဆင်ခြင်းလျက်ပေကိုသုံးချင်း ောက်ထားတတဟတွင်ဘောဓိပင်မမြောက်ခွင်းဥဒ္ဒရာစင်ကြံသာ၌လူလာတုံခေါ့ကြွချီလျောက်၍ဝုံတော်ဖယားပျော်ဆန်းစားသည့်တရားစင်ခြင်းလျက်ပေကို레디세아로비아지가 ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ခொနှခုသောတတ္တဟဗုဒ္ဓဝင် ဖြစ်စဉ်တက်ကရတနာစင်ကမတတ္တဟကိုအဲ့ဒီလိုကဗျာဆက်ဆိုပူဇော်တော်မူခဲ့ပါတယ်အဲ့လိုတတ္တရာတတ္တဟကိုရောက်တဲ့အခါမြတ်စွာဘုရားဒီမဟာတက္ကရတရား၃ကိုကဆုံလိုက်ပြီးဆို15ရက်နေကနေစပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ဒီပလင်တော်ပေါ်မှာ9ရက်ထိုင်း ပလင်တော်ရဲ့အရှိမြောင်ရက်ကနေပြီးတော့ပလင်တော်ကိုတဆိုင်ဆိုင်ကြည့်နေတဲ့အာနိမိတတတဟမှာခொနရက်ပဲလို့မတရက်ပြီးတော့နေတော်မူတယ်။အဲဒီကနေပြီးတော့ယရဏစင်္ဂမတတဟကိုရောက်တဲ့အခါမှာပလင်တော်နဲ့စောစောကမတရက်ပြီးတော့ပလင်တော်ကိုကြည့်ရှုရနေရာအနိမိတစေတီတို့ရဲ့အကြအရှိရဲ့နောက်အလျားရှိတဲ့ နတ်မြတ်တို့ဖန်ဆင်းတာရတနာစင်ညာတို့မှာစင်ညာကြွားလမ်းလျှောက်ပြီးတော့ဘုရားကိုယ်တော်မြတ်ဟာဘလသမဘဝင်စားလူလာတုံးကစင်ညာကြွပြီးတော့ခொနည်းပတ်လုံးကိုလွန်စေတော်မူတယ်တဲ့အရာဇနကဆုံးလာပြည့်ကျော်15ရက်နေ့ကနေပြီးနေုံလာစား6ရက်နေ့ဒီခொနည်းပတ်လုံးဝင်စားတော်မူတယ်ဒါစဉ်ဥစဉ်တော်တတ်တာသုံးခုရှိကြတယ် ။ဘုရားရှင်ကိုယ်တော်မြတ်ဒီမှာတခရက်တရားသုံးကိုကဆုံလာပြင်းနေမှာဘုရားအဖြစ်ကိုရောက်ရှိတော်မူ။ကဆုံလာပြီကျော်တရက်နေကနေပြီးတော့ကဆုံလာပြီကျော်ခုနှစ်ရက်နေအထိပလင်ပေါ်မှာခုနှစ်ရက်ဘလုံးစံနေတော်မူ။အဲဒီကနေပြီးတော့ဘလင်တော်ရဲ့အရှင်မြောင်ရက်ကနေပြီးတော့ဘလင်တော်ရှိရာရက်ကိုမမေ့တော့မျက်လုံးနဲ့ကြည့်ရှုပြီးတော့ ကဆုံးလာပြီသော၈ရက်နေ့ကနေပြီးတော့ကဆုံးလာပြီသော14ရက်နေ့ဒီစံနေတော်မူအခုအဲ့ဒီလိုပလင်တော်နဲ့ပလင်တော်ရဲ့အကြားထဲမှာစဉ္ညာကြွားပြီးကဆုံးလာပြီသော15ရက်နေ့ကနေပြီးနေုံလာစား9 6ရက်နေ့ဒီစံနေတော်မူတယ်တတဟာ၃ခုဘုရားဖြစ်ပြီးတော့တတဟာ၃ခုစံလွန်တော်မူပြီပေါ့